တော့ဆက်လက်တောက်တာတော့အကိုတို့ကတော့နိုင်ငံခြားကားတွေအများဆုံးမှာကိုကြည့်ရတယ်အဓိကကောင်းဝိုင်ကားတွေမှာဘာလို့ဆိုတော့ဒါကတော့ဟောပေါ့မြင်းဆရာပေါ့နော်တချို့ခုံတွေကမီးပြင်းတိုက်ပေးရတယ်ကွာအဲ့ဒီအပူမီးနဲ့ငါပတိုင်းမွေးမုတ်စိမ်မွေးတွေထားရတယ်လို့မင်းဒီတိုင်းရိုက်မလားလို့ပေါ့ဟာလေအကိုရေပိုကောင်းတာပေါ့လေဆိုတော့ဒီကားလေးရဲရတာလေဘာဖြစ်ဖြစ်အိုက်တင်ဟိုတိတ်ပြီးတော့လှုပ်ဆရာတိတ်မလို့တော့ ဟုတ်လားဆေးပြင်းလိပ်ကြီးကပ်ရနည်းနည်းလေးလှုပ်လိုက်တာနဲ့ဥယျာကောင်ကြီးပေါ်နေရတယ်အဲ့လိုဖြစ်သွားသူတွေကလိုက်ပြီးဒုက္ခပေးနေရတယ်ဥယျာကောင်မင်းနဲ့ပတ်သက်တဲ့လူမှန်သမျှခံစားအောင်အဲ့ဒါဘာလဲဆိုတော့အခုရဲ့စတိုင်တစ်ခုလို့လုပ်လိုက်တယ်ဘာလို့ဒီဒီဘဲရဒီမီးအတွက်နဲ့ပဲအရန်ကိုစဉ်းစားနေရတဲ့ဘဲကြီးဆိုတော့အရန်သုံးမိုးလို့ငါလေးပလတ်စတာလေးကပ်ပြီးတော့ငါတရုတ်ဆောင်လာတယ်အကျောင်းရှိမှအကိုချဆိုတာဖြစ်လာတာအဲ့ဒါတော့ကတာ ော်လောကရန်ကတော့ဒါကြဆိုးမိုးကနေပြီးတော့အဲ့ဒီဥယဲကောင်နေရာပေါ့နော်ဥယဲကောင်နေရာမှာအဲ့တော့ဒီလိုနှခမ်းမွေးပစိုင်းမွေးတွေပြင်ဆင်ထားတာမရှိဘူးညီမရဲ့အကိုအဲ့တော့ကဟိုဟာကိုသွားတယ်ချောင်းသားကိုသွားတယ်ချောင်းသားသွားတော့ကမ်းခြေမှာပေါ့နော်အကိုတို့မိသားစုလွတ်လပ်လပ်အကိုအဲ့မှာနှခမ်းမွေးမိုးစိမ်မွေးတွေထားကျင်တယ်ဆိုပြီးတော့လွတ်ထားရတယ်လွတ်ထားပြန်လဲရောက်ကြကိုဆိုးမိုးကဖုံးတယ်ကိုတဲ့ ဒီဇလန်းလေးရှိတယ်တဲ့အေးအခုရှိဦးလို့ဗိုက်ဘာနေပြီးတော့စစ်စစ်နေရာလေးပို့လိုက်လို့ပြောဟိုဖတ်ကြည့်လိုက်တဲ့ခါကျတော့ဥရဲကောင်ကြီးပေါ့နော်ဥရဲကောင်ကြီးနေရာဟာဇက်ကလေးကတော့မစိုးဘူးပေါ့နော်ဒါပေမဲ့စင်းကတော့နဲတယ်စင်းနေပြီမှာဇက်ကလေးကမစိုးတော့ရောင်စိုးမိုးလို့ငါပတိုင်းမွေးမိုးစိမ်မွေးတွေထားရတယ်လို့မင်းဒီတိုင်းရိုက်မလားလို့ပြောဟာလေအကိုတဲ့ပိုကောင်းတာပေါ့လေဆိုတော့အဲအဲ့ဒီဟိုပါပေါ့ဥရဲကောင်ကြီးရဲ့ဇက်ရုပ်ပိုပိုပြီးတော့ပြည်ပြင်းသွားတာပေါ့ အိုက်တွင်ပါဦးရဲကောင်ကြီးအိုက်တင်အတွက်ကိုဒီက support တစ်ခုပေါ့နော်သူကပါလဲတာအသုံးဆောင်ပစ္စည်းတစ်ခုဖြစ်သွားတာပေါ့မုတ်စိန်ဝင်နှကမ်းမွေးလဲဒီလိုပုံစံမျိုးကလည်းဟိုနေမြောင်းရဲ့ကားမှန်နေရာမှာမမြင်ဘူးလေမမြင်ဘူးကြဘူးမမြင်ကြဘူးအဲဒါဆိုအကိုလည်းဒီကားလေးရဲ့ရတာလဲဘာဖြစ်ဖြစ်အိုက်တင်ဟိုတိတ်ပြီးတော့လှုပ်เสียတိတ်မလို့တော့အဲ့ဒီဟလာဆေးပြင်းလေးကြီးကတ်ရနည်းနည်းလေးလှုပ်လိုက်တာနဲ့ဥယောကောင်ကြီးပေါ်နေရတယ်အဲ့လိုဖြစ်သွားတာ အဲ့ဒါပါပဲဒီကတော့ဆက်လိတ်တောက်တာတော့အကိုတို့ကတော့နိုင်ငံခြားကားတွေအများဆုံးမှာအကိုကြည့်ရတယ်အထူးကကောင်းဝိုင်ကားတွေမှာဘာလို့ဆိုတော့ဒါကတော့ဘာပေါ့မြင်းဆရာပေါ့နော်ဒီကကောင်းဝိုင်ကားတွေမှာကြည့်ရတယ်အဲ့ဆေးပြင်းလေးကြီးကပ်ရပြီးတနက်ကိုထုတ်ဖို့အတွက်ကိုစိုက်ကြည့်ရသေးပြင်းလေးကြီးကအဲအဲ့ဒီ idea တွေကဘာလို့ဆိုတော့အကိုတို့အရင် YouTube ခက်ရတဲ့ idea တွေလीအဲ့အဲ့ဒါတွေကတော့ဘာလဲဆိုတော့မြင်းဆရာတွေပေါ့ နောက်ပြီးဆေးဝင်လေးကိုဟိုဘက်ဒီဘက်ရွှေ့လာတော့ပါလို့ဆိုမင်းသားကြီးမင်းသားကြီးအကိုကြိုက်တဲ့မင်းသားကြီးတယောက်ရှိတယ်သူလှုပ်သွားတဲ့ item တွေပေါ့နော်အဲ့ item တွေကဟိုပြန်ယူရတာပေါ့နော်လိုအပ်တဲ့နေရာကျရင်ဖြက်ကနေပေါ်လာတဲ့ခါကျရင်အသုံးချလိုက်တဲ့သဘောပါပဲတကယ်တမ်းအခုနေမျိုးမှာပြန်လှုပ်ကြည့်ဆိုလှုပ်လို့ရရင်မှရမှာအဲ့လိုအဲ့လိုပေါ့ဟုတ်ဒီလိုလည်းမဟုတ်ပါဘူးအဲ့လောက်လည်းမဟုတ်ပါဘူးအများကြီးပဲအခုကြိုက်တဲ့မင်းသားကြီးတွေကတော့အခုဆိုရင်ကားတွေတောင်ထွက်မလာတော့ဘူး ဟာနီကိုရက်ကစ်တို့နော်တွန်ဟန်ရက်ဆာဂရိုတို့တကယ်ဆရာကြီးတွေပေါ့နော်ဟာသူတို့အရန်ကြိုက်နေတက်ခဲ့ရတာအော်ရှူသမီးကိုပြောတဲ့ရှင်းပင်လေးဟိုဘက်ရွှေ့လိုက်ပြီးတော့ဘာလို့ဆိုတော့ဒီပြဿနာတွေအားလုံးဟာတဲ့မင်းမဲတည်လာခဲ့တာတဲ့အဲ့ဒီပြဿနာတွေအားလုံးအတွက်ပေးဆပ်ရမှာမင်းမဲပေးဆပ်ရမယ်တဲ့အဲ့ဒါဘာလဲသိလားအဲ့ဒါလောကဏအဲ့မှာ saving လေးကြီးကိုဒီဘက်ကနေဟိုဘက်ကိုရွှေ့လိုက်တဲ့ဟာလေးအဲ့ဒါလေးတွေကတော့ ဟိုဟိုအမှတ်မထင်ထွက်လာတဲ့ item ပေါ့နော်ပြောမယ်ဆိုရင်တော့လုတ်ယူရဲ့ item တော့မဟုတ်ဘူးပေါ့ချက်ကနေထွက်လာတဲ့ item မျိုးလုတ်လိုက်တာတခါလေးကတော့အော်ဒီဟောငါလုတ်လိုက်တာမစိုးပါဘူးပေါ့အဲအဲ့ဒါလေးတော့သဘောကျပါတယ်တချို့ခုံတွေကမီးပြင်းတိုက်ပေးရတယ်ကွာအဲ့ဒီအပူမီးနဲ့သူ့ဘဝတကူဇလန်းကတော့ဒီလောကန်ကားထဲမှာတော့ပါလေစီးနိုင်စီးမိုင်စီးနိုင်ရတာသူ့အနေနဲ့သူဟလာအသက်ဝင်နေကြတာပါပဲအခုဆိုရင်လည်း ဟိုပြောမယ်ဆိုရင်တော့ဒီလောကံကောက်တော့လာကြည့်စီခြင်းနဲ့ဘာကြောင့်လဲဆိုတော့လောကကြီးမှာလူတွေအားလုံးကသူ့လောကလောကရံနဲ့လူခံစားနေကြတဲ့လူပဲအဲ့ဒါဒီထဲမှာဆိုလဲအဖိုးကမြည်တွေ့လောကရံခံစားနေရတယ်။ဟောတယောက်ကလည်းညီမတွေ့လောကရံခံစားနေရတယ်။ဟောနောက်ထပ်တယောက်ကလည်းအချစ်တွေ့လောကရံတွေခံစားနေရတယ်။အဲ့တော့အဲ့လိုဇလံအမျိုးသားတို့က drama ရယ် romance ရယ်နောက်ပြီး action လေးပါပါမယ်။ပြီးရင်အာဟောပါပေါ့ ကောမိတ်ကလေးပါညှက်ထည့်ထားတဲ့ဇလံမျိုးစားလေးတွေ့ရတာ။ဘာလို့လာကြည့်ကြပါလို့ဖိတ်ခေါ်ကြပါ။အင်းပေါ်အတ္တကြီးကြပါ။အတ္တကြီးတယ်လို့ပြောလို့ရ။သူကအတ္တကြီးနေလာတာဒီဘဲကြီးကယူးနေတာလား။အမျိုးမျိုးပြောလို့ရတယ်။စိတ်တစားဖြစ်နေတယ်လို့လည်းပြောလို့ရတယ်။သူကဘာလို့ဆိုနီးွယ်ဖြစ်တာလို့။ကိုမျိုးဒီလိုလှုပ်လိုက်ရပါမလားဆိုတဲ့အတ္တဆွဲနဲ့စိတ်တစားလို့ဆန်ဆန်မျိုးကိုအဲ့လိုကြီးထားထားတယ်ဆိုတော့အဲ့လိုလည်းပြောလို့ရတယ်။အဲ့ဒါပါလဲဆိုတော့အခုရဲ့စတိုင်တစ်ခုလို့လုပ်လိုက်တယ်။ ဘာလို့ဆိုတော့ဒီဘဲရဒီမီအတွက်နဲ့ပဲရန်ကိုစဉ်းစားနေရတဲ့ဘဲကြီးဆိုတော့အရင်သုံးမိုးလို့ငါလေးပလတ်စတာလေးကတ်ပြီးတော့ငါတရုပ်ဆောင်လိုက်တယ်။အကူချတယ်။လုပ်တယ်။အကူကတ်တယ်။အိုင်ဒီယာ။ရှင်းပြင်းလေးကြီးနေအဲ။အဲ့လိုမျိုးပေါ့။အေးပေါ့အေးပေါ့အေးပေါ့။နည်းနည်းအမြင်ကောင်းအောင်လည်းလုပ်ရတယ်လေ။ဒါမှလည်းဇက်ကကြွမှာပေါ့။တဲ့သူတွေကလိုက်ပြီးတော့ဒုက္ခပေးနေရတယ်ဥရဲ့ခေါင်။မင်းနဲ့ပတ်သက်တဲ့လူမှန်သမျှခံစားအောင်။ဟုတ်ကဲ့ကျွန်တော်တို့မေ6ရက်နေ့မှာမြန်မာနိုင်ငံမှာရှိတဲ့ဟာလာရုပ်ရှင်ရော အားလုံးတပြိုင်တည်းပြသမှာဖြစ်ပါတယ်ခင်ဗျာဒီလောကရန်ရဲ့ဇကာဘလို့ဟလာပါဝင်ထားတဲ့လူတွေဘလောက်ကောင်ကြိုးကြိုးစားစားရိုက်ကူးထားတယ်ဆိုတာလာရောက်ကြည့်ရှုပေးကြပါဦးလို့ကျွန်တော်နေမင်းအောင်နေဖိတ်ခေါ်ပါတယ်ခင်ဗျာ